နိုင်ငံကုန်ဆောင်ဖို့ international မှာသွားပြိုင်ကြပြီမဲ့အင်္ဂလိပ်စကားပြောညံ့လာကြအောင်အဆက်ကွေခဲ့ရတဲ့အလှမဲ့သုံးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ international ပြိုင်ပွဲတွေမှာသွားပြီးတော့ရှင်ပြိုင်ဖို့ဆိုရင်တော့အင်္ဂလိပ်လိုကျွမ်းကျင်စွာပြောတတ်ဖို့ရလေလို့အပ်ပါတယ်ဒါပေမဲ့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာမပြောတတ်တာကြောင့်အဆက်ကွေခဲ့ရတဲ့အလှမဲ့တွေလည်းရှိပါတယ်ဘယ်သူတွေလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာကြည့်ရအောင်ပါရှင် နံပါတ်1မရာကို အမရာဘိုက Miss Universe မြန်မာ2023ရဲ့ဝင်နာတူဖြစ်ပါတယ်။အရန်မောင်းကောင်းပြီးတော့ခန္ဓာကိုယ်ကောက်ချောင်းကလည်းလှပကြော်ရှင်းတာကြောင့်အားပေးမှုအများပြားရရှိပြီးတော့ဝင်နာအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ Miss Universe 2023ကိုသွားရှင်ပြိုင်တဲ့အချိန်မှာဒီမှာအတွက်အခက်အခဲရတော့ဘာသာစကားမပြောတတ်တာပါ။အမရာဘိုကအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာမပြောတတ်ပါဘူး။ဒါကြောင့်မို့နိုင်ငံတကာအလှမယ်တွေနဲ့ဆက်ဆံတဲ့အချိန်မှာအခက်အခဲများစွာဖြစ်ခဲ့ရပါတယ်။ဒါအပြင်အမရာဘိုက ားငယ်တက်ပြီးတော့ကိုကိုရိုင်းအာမကိုတက်တဲ့အချက်များစွာလည်းရှိနေခဲ့ပါတယ်။ဒါအပြင် Miss Universe မြန်မာ2024အတွက်အလှမယ်ရွေးချယ်တဲ့ပွဲမှာဒိုင်လုတဲ့အချိန်ဆွီဒင်မြန်မာအလှမယ်ကို အင်္ဂလိပ်လိုမေးခွန်းမမေးတတ်တာကြောင့်အရှက်ရခဲ့ပါသေးတယ်။ နံပါတ်1ထထထွန်းထထထွန်းကလက်ရှိမှာမင်းသမီးနေနဲ့ယက်တီနေရသူဖြစ်ပေမဲ့အနုပညာလောကကိုအလမဲ့တယောက်နေနဲ့ဝင်လာခဲ့တာဖြစ်ပါတယ် Miss Universe 2014ကိုမြန်မာကိုစားပြုအလမဲ့နေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ရတာဖြစ်ပါတယ်ထထထွန်းက top ဝင်အောင်မကြိုးစားပေးနိုင်ခဲ့ပေမဲ့ Best National Costume ဆုကိုရရှိခဲ့ပါတယ်ဒါပေမဲ့ထထထွန်းကလည်းအင်္ဂလိပ်စကားပြောကိုကျွမ်းကျင်စွာမပြောတတ်ပါဘူးဒါကြောင့်မို့လဲဒိုင်လုတဲ့အချိန်မှာအဆက်ကွဲခဲ့ရပါတယ် Miss Universe မြန်မာ2024အတွက်တိုင်လို့တဲ့အချိန်မှာသက်ဆန်ကိုအင်္ဂလိပ်လိုမမေးတတ်တဲ့အတွက်အဆက်ကွဲခဲ့ရတာဖြစ်ပါတယ်။ဝေဖန်ခံရတဲ့အချိန်မှာတတ်တုံရဲ့စစ်သူကောင်လေးကအင်္ဂလိပ်လိုမပြောတတ်လဲအောင်မြင်နေရဆိုပြီးချိန်မိုးပြောဆိုခဲ့တဲ့အရာဖြစ်ပါတယ်။နံပါတ်3 D ဒီဟာမော်ရယ်တယောက်အနေနဲ့ဂျိုးစားရတ္တီယာကနေ Miss Universe မြန်မာ2023ကိုဝင်ရောက်ရှင်ပြိုင်ပြီးတော့အလမဲ့လောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီဟာကိုစားပြုအလမဲ့တယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ရှင်ပြိုင်ခဲ့ပေမဲ့ Miss Universe မြန်မာ2023မှာဝင်နာအဖြစ်ရွေးချယ်မခံရပဲ First Runner Up နဲ့သာကြီးနိုင်ခဲ့ရတာပါ။ဒီဟာအင်္ဂလိပ်လို Question Answer ဖြေတဲ့အချိန်မှာအားနည်းချက်တွေရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ Lemon Show ပဲ Miss Super National 2024ကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမစခင်မိတ်ဆက်ပွဲမှာတင်အင်္ဂလိပ်လိုပြောတဲ့နေရာမှာအခြေခံအဆင့်သာ ပြောနိုင်ခဲ့တာမို့ဝေဖန်ခံရပါသေးတယ်။ဒီကတော့ Miss Universe မှာမြန်မာကိုယ်စားပြုတယောက်ဖြစ်ဖို့နောက်ထပ်ဝင်ရောက်ရှင်ပြိုင်အောင်မှာပါ။မြန်မာနိုင်ငံအလောက်မယ်ရီကအင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတတ်တဲ့အကြောင်းကိုဒီစီနီယာအလောက်မယ်ရီကအထောက်ပြလုပ်နေတာဖြစ်ပါတယ်။ခန္ဓာကိုယ်အလားတရာအရေးချင်းဖြက်လက်သွလက်မှုနဲ့ဖြက်ထုံးညာနေတဲ့ပြည်စုံတဲ့အလားမယ်ဖြစ်မှသာနိုင်ငံတကာအလောက်မယ်ရီကြားထဲကိုတိုးဝင်နိုင်မှာဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့က ော့အလားမဲတယောက်ဖြစ်ဖို့အင်္ဂလိပ်လိုကျွမ်းကျင်စွာပြောတတ်ဖို့လိုတယ်လို့ထင်လားဆိုတာကွန်မန့်လေးထဲမှာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။